ါရှင်ညီမတို့ရဲ့ AOE Channel နီးမှာကြိုဆိုလိုက်ပါရရှင် မြမဒီနေ့ဖျက်ပြပေးခြင်းရဲ့အကြောင်းအရာလေးကတော့လောင်မီးကျလက်နက်တိုဆက်ဆိုတဲ့ဆောင်းပါးလေးအကြောင်းကိုဘူးတုဒရဝယ်တင်ဆက်ဖျက်ပြပေးခြင်းတာပဲဖြစ်ပါတယ်ရှင်ဒီကနေ့ကမ္ဘာနိုင်ငံအသီးသီးမှာဖြစ်နေတဲ့တဘာဝပြီးဆိုးကြီးတွေဟာဘယ်သူမှမထင်မှတ်ထားတဲ့အခြေအနေတွေပါပဲမဖြစ်ခင်ကကြိုပြောရင်ဘယ်သူမှယုံမှာမဟုတ်ပါဘူးနောက်ထပ်လည်းမဖြစ်နိုင်ဘူးလို့မထွေးပါနဲ့တဲ့မြမဒီမှာလည်းနာခိတ်ဖြစ်တုန်းကဘယ်သူမှကြိုတင်မထားပျက်စီးမှုကြီးနေပါပဲအခုငလင်လဲဒီလိုပါပဲရှင်တဘာဝတွေအဆုလိုက်ပြုံလိုက်အခုတို့အကျိုးပေးတဲ့အချိန်မှာမဖြစ်နိုင် င်တာဘာမှမရှိဘူးလို့နားလည်ထားပြီးဓမ္မအလုပ်တွေကိုပို့လုပ်ကြပါရေသေးတဘာကိုစွာကားမိလို့တတိုင်းပြည်လုံးပျက်စီးတာတွေရှိခဲ့ပူတာဗုဒ္ဓဘာသာဝင်တွေအားလုံးသိပါတယ်ဒီကနေ့ဗုဒ္ဓရဲ့တရားတော်တွေဗုဒ္ဓရဲ့ဘုံရိပ်တွေကိုတကဘာလုံးစွာကားမူကားပြုနေကြတာတွေ့မြင်ရလို့ပျက်စီးမယ်ကြိုးပြောခဲ့တာပါဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးတိလတမာတိပညာရဲ့အစွမ်းဟာဖိလုပ်သူတွေအတွက်အချိုးပေးကြည့်တယ်လို့စွာကားသူတွေအတွက်လည်းအင်မတန်ဆိုးကျိုးကြီးစေပါတယ်ယဟန္တာကြီးတဘာရဲ့နောက်မှာမိမတယောက်အမြဲပါလာတက်လို့ဆွဲလောင်းတဲ့သူတွေကဒါကအရှင် ်ဘုရားအတွက်ဒါကအရှင်ဘုရားမိမအတွက်ဆိုပြီးရွက်လောင်းတာကိုမထေမြတ်ကြီးကခံခဲ့ရတယ်တကယ်မိမမဟုတ်ပါဘူးယဟန်နှပါးရဲ့ချစ်ခင်မှုကိုစမ်းသက်လို့ခွဲသွားခဲ့တဲ့အကုသိုလ်ကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်ပုံရိပ်ပါပဲတဲ့ဒီကနေ့သူ့အလိုလိုမိထားတောက်တာတွေနေရာတော်တော်များများမှတွေ့နေရတာဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးဒီကနေ့ခေအချိန်ဒီဟာအကုသိုလ်ကံအကြီးကြီးတွေမလုံးဝဖို့အထူးတတိထား တင်ပါတယ်။ယတနာ၃ပါးကိုစော်ကားတာမျိုးကျေးဇူးရှိခဲ့မှုရဲ့ခင်မှုကြီး၁၀ပါးကိုပြမတာမျိုးတွေဟာသူတို့ကောင်းတွေကဲလို့များတဲ့အကုသိုလ်ကံကြီးတွေပါပဲ။တဘာဝတရားကြီးကသူ့လို့သူ့လို့ငယ်ချိန်မှာကိုကလည်းကိုလို့ကိုလို့နေဖို့အရေးကြီးပါတယ်။ ဗုဒ္ဓဘာသာတွေမှာလောင်မိကြတဲ့နတ်တူဆက်ဆိုတာအားလုံးကြားဘူးကြမှာပါ။သူတော်ကောင်းတွေကိုပြမစော်ကားရဲ့နတ်တွေရဲ့တန်ခတ်မှုကိုခံကြရပါလိမ့်မယ်။သူတော်ကောင်းတွေကလည်းခံနိုင်ကြပေမဲ့တဘာဝဘေးဆိုးကြီးတွေကတော့အတိမခံတတ်တာကိုသတိပြုကြရပါမယ်။အတိတ်ကံတွေအကျိုးပေးဖို့ပြစ်ဆုတ်ပံကလောင်စွာထမထဲကြပါနဲ့တဲ့။ဒီချိန်မှာအကုသိုလ်များများလုပ်ပြီးအကုသိုလ်မလုပ်မီအောင်နေထိုင်ကြရမယ့်အချိန်မှာပထမအရေးကြီးတာကဒေရနာသုံးပါးမစော်ကားကြဖို့ဒုတိယအရေးကြီးတာက ကုသိုလ်အလုပ်ကြီးများများလုပ်ဖို့တတရားရည်ကြီးတာကဘယ်အကုသိုလ်မှမလုပ်ဖို့စတုဒ္ဓရည်ကြီးတာကအပြောအဆိုအသွာလာအနေတိုင်းဆင်ခြင်ကြဖို့ပါပဲတဲ့ဆုလိုက်ပြုံလိုက်အကျိုးပေးတဲ့ခေတ်ဟာကိုမလုပ်တာတောင်တဘာသူကြောင့်ဒုက္ခရောက်တတ်တာကိုသတိပြုကြပါရမဆိုးတရားလေးကလက်ကင်ထားပြီးကပ်ဘေးကိုဖျက်ဆန်းကြဖို့တိုက်တွန်းပါဤတတဝါတွေဟာမတူညီတဲ့ကံတွေကျူးလွန်ထားကြလို့အကျိုးပေးရင်လည်းမတူညီတဲ့အနေအရအကျိုးပေးပါမှာဘေးဒုက္ခရောက်စေတဲ့အမျိုးသားတွေပဲကွာမယ်ဒုက္ခရောက်တာချင်းကအတူတူပါပဲရန်သူမျိုးငါးပါးပေးရတယ်ဘယ်သူမှမလွန်နိုင်ပါဘူး အထူးတတိထားနေကြဖို့တိုက်တွန်းပါဤဓမ္မမဓမ္မအာဂုံရာမရှိပါဘူးလို့ရေးသားထားပါတယ်ရှင်။မူရင်းရေးသားတဲ့ဆရာဦးမြင့်ခိုင်ကိုလည်းရေးသားစာဖြင့် credit ပေးအပ်ပါတယ်ရှင်။နားဆင်မိကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။